ဘန်ဂျမင်ဆက်စကိုခေါ်ကြီးမှာအာဆင်နယ်တို့ဘာတွေကြန့်ကြနေရလဲကျွန်တော်ရှာဖွေတွေ့ရှိတာတဲ့အချက်၅ချက်ကဲ ဒီ၅ချက်ကတော့ကျွန်တော် data analyze လုပ်ပြီးတော့ရှာဖွေတွေ့ရှိလာတဲ့အချက်တွေပေါ့လေဒါကတော့ကျွန်တော်နေ့စဉ်သတင်းလိုက်ရင်းနဲ့ Sasco နဲ့ပတ်သက်ပြီးတော့ရတဲ့သတင်းအရေးရောက်ပေါ်မူတည်ပြီးတော့ဒီအချက်၅ချက်ကိုဖော်ပြသွားမယ်ဒီအချက်၅ချက်ကိုနားထောင်ပြီးွားရင်တော့ဘာကြောင့် Sasco တယောက် Arsenal ကိုရောက်ဖို့အတွက်အချိန်နေယူနေရလဲဆိုတာသိသွားပါလိမ့်မယ် Sasco ဆိုတာကလက်ရှိချိန် Arsenal fan တွေအားလုံးအလိုချင်ဆုံးတိုက်စစ်နေရအတွက်ဆွေးနွေးမှုအစီအစဉ်ကစားမှာတချို့ကယောဂရက်လိုချင်နေမယ်တချို့က Sasco လိုချင်နေမယ်ဘာပဲပြောပြောတိုက်စစ်မှုစစ်စစ်တူရောက်ဖို့အတွက်အားလုံးကတူညီစွာပဲ အာတီသာပြင်းပြနေပါလို့လေအဲ့တော့နံပါတ်၁ချက်အဲ့ဒါကအာကြီးတို့ကနံပါတ်၁တိုက်စစ်ပြင်းမဲ့ရွေးချယ်တဲ့အပိုင်းမှာနည်းနည်းလေးနှောက်ကြခဲ့ကျွန်တော်အရင်နှောက်ကြတဲ့တော့မဆိုလို့နော်ဒါပေမဲ့ရိုမာနိုကဘက်ဂျမင်ဆက်စကိုနဲ့အာဆင်နယ်တို့တရားဝင်ဆွေးနွေးနေပါပြီလို့ပြောတဲ့အချိန်ဒီမေလ30ရက်နေ့ည အဲ့ဒီအချိန်မှမှထုတ်ပြီးပြောရဲဆိုတော့ဂျွန်လာမှတရားဝင်ဖွင့်မဲ့ဈေးကွက်အမိကိုအာဆင်နိုတိုက်စစ်မှုရွေးချယ်တဲ့ဘိုင်းကနည်းနည်းလေးနောက်ကျခဲ့တယ်ပြောလို့ရတယ်။အဲ့ဒီအခုအချိန်ထိလည်းယောဂရက်ကိုသူတို့အရန်တင့်ပလန်ပြီးကစားသမားအနေနဲ့ဆွေးနွေးတူချို့လုပ်ထားတယ်။ဒါပေမဲ့တရားဝင်ထထဲဝင်လုပ်နေတာကဆက်စကိုအဲ့တော့အာဆင်နယ်ဘုတ်ဖွဲ့ဝင်တွေနဲ့နီးပြအဖွဲ့ဝင်တွေအာဆာထိုက်တိုင်းနဲ့ကင်းထောက်တွေကြားထဲမှာနောက်ဆုံး final decision ချလိုက်တာကငါတို့ဆက်စကိုကိုခေါ်မယ်ဆွေးနွေးမယ်အဲ့ဒီဘက်မှာပို့ပြီးအားစိုက်မယ်ဆိုပြီးသူတို့ရွေးချယ်လိုက်တယ်။ ဒါက final decision ပိုင်းဂျွန်လ9ရက်နေ့မှာတော့ဒီတပတ်ထဲမှာတင်ဆွေးနွေးမှုတွေထူးခြားဖို့ရှိဆိုပြီးရိုမာနိုကထပ်ပြီးအတည်ပြုတယ်ဆိုလိုချင်တာကတရားဝင်ကမ်းလှမ်းမှုပုံစံမျိုးထွက်ပေါ်လာဖို့ရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့လေအဲ့တော့ကျွန်တော်ဒီတပတ်ထဲကိုစောင့်ကြည့်ရဖို့လို့ရှိတယ်ဒါကရိုမာနိုကဆက်စကိုနဲ့ပတ်သက်ပြီးဖော်ပြသွားတာဒီနေရာမှာနေ့စဉ်နဲ့အမျှကျွန်တော်တို့သတင်းရယူတဲ့သတင်းထောက်တစ်ယောက်ရှိတယ်အဲ့ဒါကဂျာမန်ဘွန်ဒလီကာကလပ်အခြေစိုက်ဂျာမန်သတင်းထောက်လည်းဖြစ်တဲ့ Florian Blandenbass တော်တော့ဂျာမန်သတင်းနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးမှ analyze လုပ်တာကောင်းတယ်အတွင်းသတင်းရတဲ့သတင်းထောက်မျိုး80ရာခိုင်နှုန်းလောက်မှန်တယ်ပြောလို့ရရဲ့နောက်ဆုံး hiwi ကိုလုတ်တဲ့အဆင့်အထိတော့စောစောစီးရတဲ့သတင်းသမားမျိုးတော့မဟုတ်ဘူးပေါ့လေအဲ့တော့သူ့စီရတဲ့ကျုံနေစင်နဲ့အမြင်ရတယ်သူကတော့ dot shot ဒီသတင်းကိုလိုက်တယ်သူက sesco arsenal ရောက်လိုက်မယ်ဆိုပြီးလက်မထောင်ထားခဲ့တယ်ဒါကသူ့ရဲ့အပိုင်းဒီနေရာမှာ david onstein ရဲ့ဒီ athletic ရဲ့ဆောင်းပါးရှင်တယောက်လည်းဖြစ်တဲ့ဂန္ဓာဘလော့ရေးသားထားမှုရဆိုလို့ရှိရင်တော့ arsenal တို့က တိုက်စစ်ပြတ်မှတ်အတွက်နံပါတ်1တိုက်စစ်အဖြစ်ဆက်စကိုရွေးချယ်ထားတယ်တကယ်ယုံကြည်စိတ်ချတဲ့အပိုင်းဝိုင်းတော်တော်များသည်ဆက်စကိုအာဆင်နယ်ရောက်မယ်ပဲပြောထားတယ်အဲ့တော့ကျွန်တော်အချိန်ယူစောင့်ကြည့်ရမယ်အခုအချိန်ထိမဖြစ်မြောက်သေးတာလဲနံပါတ်1ချက်အာဆင်နယ်သည်တိုက်စစ်ပြတ်မှတ်ရွေးချယ်တဲ့အပိုင်းမှာနည်းနည်းလေးနောက်ကျခဲ့တယ်ပြောလို့ရဒါကြောင့်လည်းလက်ရှိချိန်ထိဆွေးနွေးနေရသေးတာကဲနံပါတ်1အဲ့ဒါကတော့အာဆင်နယ်ရဲ့ transfer policy မနက်ခင်းတည်းမှာတော့ကျွန်တော်အရေးမို့နည်းနည်းပြောခဲ့ပြီးပြီအဲ့ဒါဘာလဲဆိုတော့အာဆင်နယ်သည်ရဲ့ဒီဘက်1ကျန်ခဲ့တဲ့ဈေးကွက်ရဲ့အခုဈေးကွက်200တိရှိပြီသတိထားကြည့်ကြည့်ပါ ပလေယာနဲ့အရင်ပုံကိုရသဘောတူဖို့ယူလိုက်တယ်ပြီးတော့မှကလပ်သင်းနှစ်ခုကြားထဲမှာဆွေးနွေးမှုတွေစတင်တယ်အဲ့လိုဆွေးနွေးတဲ့အခါမှာအင်တာနက်ပိုင်းမှာဘာဆွေးနွေးလဲဆိုတော့ငါတို့ဒီကစားသမားနဲ့ပတ်သက်ပြီးငွေဘယ်လောက်သုံးရမလဲမင်းတို့ကဘယ်လောက်ဆိုလို့ရှိရင်လက်ခံနိုင်လဲအတွန်ဘောနက်ပေးမန့်စထရက်ချာဘာညာအကုန်လုံးကိုဒါကလပ်သင်းနှစ်ခုကြားထဲမှာသူတို့ညှိတယ်တဖက်ကโอเคငါတို့အဲ့ပမာဏလို့ဆိုငါတို့အစင်ပြနိုင်တယ်ဆိုပြီးခေါင်းညိမ့်ပြီးဆိုတော့မှတရယဝင်လူသိရှင်ညာစတင်ကန့်လန့်နေဒါအာဆင်နယ်ခုနောက်ပိုင်းသွားတဲ့ policy အဲ့ဆိုအာဆင်နယ်နဲ့ဘဂျီမင်ဆက်စကိုကြားထဲမှာပုံကွေသဘောတူညီမှုကပြဿနာမရှိဘူးတကယ်ပြဿနာကပြောင်းရွှေ့ကြီးဘလောက်နဲ့ဆိုရင်အာပီလီဗစ်စ်တို့ကလက်ခံမယ်ဆိုတဲ့အပိုင်းကိုလက်ရှိချိန်အင်တာနက်ထဲမှာအကျိတ်နဲ့ဆွေးနွေးတော့မယ်အဲ့ဒီအတွက်လည်းဒီကစားသမားနဲ့ပတ်သက်ပြီးနောက်တစ်ချိန်ထပ်မံဆွေးနွေးဖို့အတွက်ကလတဲ့နှစ်ခုကြမှာစကကျူးဆွဲထားကြသိရတယ်။ရက်ချင်းယူထားလိုက်တယ်ဗောလေ။အဲဆိုတော့ဒီဒုတိယအချက်ဖြစ်တဲ့အာဆင်နယ်ရဲ့အပြောင်းရွှေ့ policy မူဝါဒသည်အခြားသည်နဲ့မတူဘူး။ကျွန်တော်တို့ပရီးမီးယားလိမှာအခြားသည်နဲ့တွေ့ပါလိမ့်မယ်။ န်း30ကမ်းလမ်းလိုက်တယ်ဟာဟိုဘက်ကပယ်ချလိုက်ပြီ45တန်းထပ်မဲ့ပယ်ချလိုက်တယ်55တန်းပေးမယ်ထပ်ပယ်ချလိုက်တယ်နောက်ဆုံး80နဲ့ရောင်းဝတ်တက်သွားတယ်3ချိန်4ချိန်ကမ်းလမ်းရတယ်ဒါပေမဲ့အာဆင်နယ်ကတော့မှလူဝဲတယ်အပိုင်းဒီမှာကြည့်ကြည့်ကာလာဖီရီနဲ့မီခင်းမိန်တို့ကိစ္စမှာတော့အာဆင်နယ်ဒီအများကြီးပယ်ချခဲ့တဲ့အတန်ကိုကျွန်တော်သိမကြခဲ့လိုက်အောင်ဒန်တီဖြစ်သွားတဲ့အပိုင်းတွေတရဝင်းနဲ့ကန်လန်တခါတည်းခေါ်ဒါပေမဲ့အဲ့ကြားထဲမှာကစားသမားပုံကိုရေသဘောတူမှုရပြီဆိုတဲ့အချက်ရဲ့တောင်းရွှေ့ကြီးကိုတရဝင်းကန်လန်နဲ့အချိန်ရဲ့ကြားထဲမှာတလာခွေလောက်ခေါ်တော့သွားတာပဲ ဒါကြံခဲ့တဲ့ຫນွေဈေးကွက်နော်အခုဒီຫນွေဈေးကွက်မှာလဲအာဆင်နယ်ကတော်တော်ကြီးအချိန်ယူပြီးလုံတာမြန်နာဆိုလို့ကီပါကိစ္စတော့တော်တော်လေးမြန်ခဲ့တယ်ဒါလည်းပေါင်၅သန်းပဲတန်ကြီးရှိတဲ့အရန်ကိုသမားတူအနေနဲ့ခေါ်လိုက်တာဇူဝီမန်နီကိစ္စလည်းဈေးကွက်မှာဖွင့်ရင်ဟီဝီကိုဖြစ်ခဲ့တဲ့ဆိုပေမဲ့တစ်နှစ်ခွဲလောက်အချိန်ယူခဲ့ရတဲ့အပြောင်းအရွှေ့တစ်ခုအဲ့ဆိုအာဆင်နယ်သင်းရဲ့ policy ကလည်းဒါအရန်ကြီးပါတဲ့အနေထားမှာရှိတယ်ကဲနောက်တစ်ချက်ဒါတော့တတိယမြောက်တစ်ချက်ပေါ့လေတတိယမြောက်ချက်ကတော့ RP Liverpool လိုချင်တဲ့ payment structure အဲ့ဒါက အသင်းတစ်သိန်းချောင်းကတော်တော်လေးအရေးပါတဲ့အရာဗျကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဩဒီကစားမတန်း60တန်းလဲပုံပေးလိုက်ပါလားအလောက်ထိမရိုးရှင်းဘူးတန်း60တန်းကစားသမားကို3နှစ်အရေးကြပေးမယ်ဆိုတတိကိုတန်း20ဒါပေမဲ့တချို့အသင်းတွေကျတော့အဲ့ payment structure ဘိုင်းမှာကနဦးပထမအချိန်အရစ်ကိုတော့ငါတို့တန်း30လိုချင်တယ်ကျန်တဲ့တန်း30ကို15တန်းဒီနှစ်နှစ်ခွဲပေးဆိုရပုံစံမျိုးအဲ့လိုကန်လန်းကြတယ်အဲ့ဒါကအာဆင်နယ်နဲ့အခုအပီလိပစ်စ်ကြားထဲမှာညှိရတဲ့အချက်ပဲ အပီလိပ္ပစမှာလည်းပြဿနာတွေရှိတယ်။အဲ့ဒါပါလဲဆိုတော့သူတို့ကဘန်နာကြီးပိုင်းဆိုင်ရာပြဿနာတွေရှိတယ်။ဒီဂျုံမကုံငွေမှာဒီကစားမောက်သူတို့ရောင်းကျင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ဒီကစားမရောင်းချတဲ့အင်ကန်ကိုဘန်နာကြီးတိုင်းကိုထည့်ကျင်တဲ့အတွက်သူတို့ကလာမယ့်ယာတီမှာဥရောပဝင်ခွင့်မရတော့အဲ့အတွက်ဇာဘီဆိုင်မွန်တို့လိုဘက်ဂျမင်ဆက်စကိုတို့လိုဈေးကောင်းရနိုင်တဲ့ကစားသမားတွေအယောင်တင်လာခဲ့တာ။ကစားသမားတွေကိုယ်တိုင်လည်းဥရောပဝင်မရတဲ့အသင်းမှာမန်နေဂျာဖြစ်တဲ့ဖွက်မယ်လို့ တချို့တင်မိတ်တွေကိုပြောထားပြီးသားဖြစ်တယ်။အဲ့တော့ Sasco နဲ့ Arsenal ကလည်းစိတ်နဲ့ကိစ္စလုံးမဟုတ်ဘူး။မနစ်ကတော့ Sasco သည်စာချုပ်တက်တန်တိုးသွားခဲ့တာမှန်တယ်။ဒါပေမဲ့ကလပ်သင်းနဲ့ Sasco ကြားထဲမှာကဒီຫນွေဈေးကွက်မှာအသင်းကြီးတစ်သင်းကထိုက်သင့်တဲ့ခြေတစ်ခုနဲ့လာပြီးကန်လိုက်ရင်ထောက်ခောက်ခွင့်ပေးရမယ်ဆိုတဲ့ gentleman agreement အဲ့ဒါကြောင့်မို့လဲ Sasco နဲ့ပတ်သက်ပြီး Arsenal ကဆွေးနွေးမှုတွေတောက်လျှောက်လုပ်နေဆို Sasco ကလည်းဒီຫນွေမှာထွက်ဖို့အတွက်အတိအသာပြင်ပြနေကြုံသွားတွေ့ရတယ်။ Sasco Lipset တို့ဘလောက်တော့ရောင်းနေလဲဆိုရင်သူတို့အနေနဲ့ ဒီနိုင်ငံပွဲစဉ်တွေသွားတဲ့အခါမျိုးတွေနောက်ပြီးတော့ခြေစမ်းပွဲတွေသွားတဲ့အခါမျိုးတွေမှာဒီစားမောက်ခေါ်မသွားဘူးထားခဲ့လိုက်တယ်ဒါကရောင်းကန်ဒီကစားသမားတူကိုဒဏ်ရာမရောက်ဈေးကောင်းရဖို့အတွက်အသက်တာဆုံးထားတဲ့အလှပြန်ဒီတစ်ခုပဲအဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဆက်စကွန်နဲ့ပတ်သက်ပြီးတကယ်လို့လိမ့်မယ်အဲ့တော့လစ်ဇက်တို့အနေနဲ့ပေးမတ်စထရက်ချာဘက်ကိုအာဆင်နယ်နဲ့ညှိနေလို့ကျွန်တော်ထင်တယ်ယူရိုတန်း80ပြား plat at on bon နဲ့ဘာညာလာအောင်မှာအဲ့တော့ subscribe ရဲ့ပြောင်းရွှေ့ရာ UO တန်း80စာချုပ်ဖြစ်တင်ကြီးဆိုပေမဲ့အခြား bonus ခြေစွမ်းပြရင်ဘယ်လောက်ထပ်ပေးရမလဲဆိုတဲ့ bonus တွေပေါင်းလိုက်တန်း90တရာနီးပါးလောက်သွားကြမှာဒီလိုကစားမတူအတွက်ဒီလောက်ကတန်လားဆိုတော့ဝဲချင်းနဲ့အသင်းရဲ့ဒီကစားမဘယ်လောက်ထိလိုချင်လဲဆိုတဲ့အာဒီတာနဲ့လည်းဆိုင်တယ်အခုအာဆင်နယ်နဲ့တစ်ဖက်က lipstick နဲ့ကြာမှာညှိမရတာဒီပထမအကြိမ်အရေးကြပေးချိန်မှုလို့ကျွန်တော်တူဦးတဲ့အမြင်ရလို့ထင်တယ်တန်း80တတ်မှတ်ထားပြဗောနဲ့ခဏထားလိုက် ပထမအကြီးကြောက်တန်း40လိုချင်တယ်ကျန်တဲ့40ကို၄နှစ်ခွဲပြီးတစ်နှစ်10တန်းစီအဲ့တော့အာဆင်နယ်တင်းတဲ့ဒီဘတ်ဂျက်ကာလမှာပထမအကြီး40လုံးဝင်သွားခဲ့ရင်ကျန်တဲ့ပိုင်းခုံမှုတွေမှာတိုင်ပတ်သွားနိုင်အဲ့တော့ကစားသမားတူဦးခေါ်တဲ့အခါမှာ installment payment payment structure ဒီအရန်ကိုအရေးကြီးရယ်ဒါကတော့တတိယအချက်ပေါ့လေကဲစရုပ်ဓာတ်ချက်အတင်းသမိုင်းမှာအမြင့်မားဆုံးခုံမှု9ဦးဒါကတည်ထားဖို့လိုအပ်တယ်အာဆင်နယ်လိုအသင်းမျိုးက တန်းတရာတန်းတရာ50ပုံမှန်ပေးပြီးဝယ်တဲ့အတင်းဆိုလို့ရှိရင်ဆက်စကိုကိစ္စမှာလောက်တိကြာမဟုတ်ဒါပေမဲ့အာဆင်နယ်တင်းရဲ့တမိုင်းမှာတန်း80နဲ့80အထက်ဝယ်ယူခဲ့တဲ့ကစားမနှစ်ဦးပဲရှိတယ်တန်း80နဲ့ဝယ်ယူခဲ့တာကနီကိုလတ်စ်ပီပီကတန်း80ဒီကလန်ရိုက်က136တန်းနောက်က point ပါညာပါတယ်ဗျာထားလိုက်တော့အဲ့ကစားမနှစ်ဦးပဲရှိတယ်ဂျန်နယ်ကစားသမားကြီးဆိုလို့ရှိရင်ဘန်ဝိုက်ကို UO 58တန်းနဲ့ဝယ်ခဲ့တယ် နောက်ပြီးဥပမီယောက်ယူ63.8တန်းနဲ့ဝယ်ခဲ့တယ်ခိုင်ဘက်ကိုယူ85တန်းနဲ့ဝယ်ခဲ့တယ်ဒါအာဆင်နယ်တည်းရဲ့တမန်ရောက်ရှောက်မှာမြန်မာစုပျောက်ရွှေ့မှု9ခုအသေးကိုရောက်လာခဲ့တဲ့ကစားသမားတွေပေါ့လေအဲ့တော့အခုအပြောင်းရွှေ့သည့် Declan Wright တော့များခြင်းမှာများလိမ့်မယ်ဒါပေမဲ့တေချာတစ်ခုကတော့ Nicolas PP ထပ်တော့များသွားဖို့ရှိတယ်ဘာကြောင့်လဲဆိုတော့အခြေခံပေးမှတ်ယူတန်း80 plat at on ball နဲ့ performance ပေါ်မူတည်ပြီးတော့ကစားသမား Premier League မှာဘလောက်ခြေစွမ်းပြနိုင်ရင်သူ့ကြောင့် Premier League Champions ရခဲ့ရင်အဲ့ဒါကြီးနောက်ွက်မှာအများကြီးချိုးရမှာအဲ့ဒီအတွက် တန်း80ရာနေ90တရာကြတော့သွားမှာပဲဒါကအာဆင်နယ်တင်းနေတဲ့ဘားကြောင့်ဒီစားမခုံမှုမှာနှီးကွေးနေလဲဆိုတော့သူတို့အနေနဲ့ကလပ်တင်းရဲ့ record ကလပ်တင်းရဲ့အမြင်မအောင်ပြောင်းရွှေ့ခြင်းသုံးဦးတဲ့ပါလာမဲ့ကစားမတူဖြစ်နေခဲ့တဲ့အတွက်ကြောင့်ပဲအဲ့တော့အာဆင်နယ်တင်းဒီຫນွေစည်းကွာမှာရောင်းထားတဲ့ကစားမနှစ်ဦးရှိတယ်အလွတ်နဲ့ထွက်သွားတာကတော့ဂျော်ဂျီညိုနဲ့ခီယန်တီယာနေနောက်ပြီးတော့ဘတ်လာ OEDG ဘာညာလူငယ်ကစားမလေးရှိတယ်ထားပြီးတော့ အာဆီနယ်သင်းတကယ်ရောင်းချရတာကနူနိုတာဘာရက်ကိုယူကို၉တန်းမာကွင်ဟိုယူကို၃တန်းနှစ်ယောက်ပေါင်းမှယူကို၁၂တန်းပဲဝင်လာသေးတယ်။ဒါကအယောင်းကနေပြောတာ။ FFB rule ကတော့အဝေးကြီးပဲ။ဒါပေမဲ့ခိုင်ကြရင်ကျွန်တော်တို့ဒီကစားသမားတို့ကိုဝဲတဲ့အပိုင်းဒီမှာကိုယ့်စီကနေဘယ်နှယောက်ရောင်းပြီးပြီလဲဆိုတဲ့အပိုင်းကလည်းအရေးကြီးပါတယ်။ကဲနောက်ဆုံးတစ်ချက်အဲ့ဒါကဈေးကွက်ထဲမှာအိုက်တာလိုချင်တဲ့တက်ဆင်မှုရှားပါခြင်းပြဿနာပဲ။အိုက်တာကိုဘယ်ချိန်မေးမေးသူလိုချင်သုံးကစားသမားကလက်စနာ ISAP ပဲ။ဒါပေမဲ့ ISAP ဒီအာဆီနယ်တို့မှီနိုင်လောက်တဲ့ဈေးထဲမှာမရှိဘူး။ အာဆီနယ်တို့ခေါ်နိုင်လောက်တဲ့ချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတစ်သင်းနဲ့မဟုတ်ပြောင်းအဲ့တော့ဟိုကဟိုဘက်မှာမင်းသားလို့နေရတာအာဆီနယ်စီမပြောင်းတော့အဲ့တော့နောက်တစ်ယောက်ဆက်စကိုမှမဝင်ဘူးသူရှိမယ်ယောဂရက်ရှိမယ်ယောဂရက်ကကင်းထောက်ဖွဲ့ရောအာရီတာတို့ကမကြိုက်ဘူးဘုတ်ဖွဲ့ရလည်းအာရီတာကိုယ်တိုင်တာဝန်ယူမှုအပြည့်နဲ့လိုချင်တဲ့ဆက်စကိုပဲသူတို့ကခေါ်ပြီးမှတခုဖြစ်အာရီတာမင်းရှင်းလीအ ဒါကြောင့်ဆက်စကိုပဲခေါ်ကြည့်တာအဲကြောင့်ယောဂရက်နဲ့အာဆီနယ်ဆက်လက်ဆွေးနွေးနေဆိုပေမဲ့ယူနိုက်တက်လောက်တက်တက်ကြွကြွတဲ့တင်းနေထပ်ပြီးထွက်ပေါ်မလာခဲ့တာနောက်တစ်ယောက်ကတော့ဟိုကူအကီတိုက်ဒါကတော့ချယ်ဆီလိုလစ်ပါဘူးနဲ့တင်းပို့ထွက်ပါတယ်အာဆီနယ်ကစိတ်ဝင်စားတဲ့အဆင့်ပါပဲနောက်တစ်ယောက်ကတော့ဘရိုက်တန်ကဂျာဟိုပက်ထရိုဒီကစားမတန်ကြီးကလည်းဆက်စကိုတန်ကြီးနဲ့မတိမ်မြင်ပဲအဲဆိုတော့ပရီးမီယာလိမှာအသားကျပြီးသားတော့မှန်တယ်ဒါပေမဲ့အာရီယာလိုချင်တာကဆက်စကိုမှဆက်စကိုဖြစ်နေတာအဲဆိုဆက်စကိုနဲ့ပတ်သက်ပြီးတော့အိုက်တာပူဇာထားလို့ဘိုးဖွဲ့ကလည်းတရားဝင်ဆွေးနွေးမှုလုပ်ကြတော့ကြာမယ် တစ်ခုခုတော့ကျွန်တော်ထင်တာမြင်တာအနာဂတ်မှာတွေ့မြင်လာပါလိမ့်မယ်ဆိုအာဆင်နယ်မှာဘာလို့လဲဆိုတော့တရားသီးကို90လောက်သွင်းနေတဲ့အထောင်တက်စစ်ကစားမတူလို့တာပရီးမီးယားလိမှာများများမလုပ်နဲ့ကို90ပဲတရားသီးကိုသွင်းပေးကျန်တဲ့ပိုင်းကဝင်ကားကစားသမားတွေတာဝန်ယူပေးလိမ့်မယ်အဲ့တော့ကျွန်တော်အခုပြောသွားတဲ့အချက်၅ချက်မှာဆိုရင် payment structure ပိုင်းအာဆင်နယ်ရဲ့ history ခေါ်ယူမှုဈေးကွက်မှာကစားသမားရှားပါလာမှုရဲ့နောက်ပြီးတော့ အာဆင်နယ်အသင်းအနေနဲ့တိုက်စစ်ပစ်မှတ်ကစားမရွေးချယ်တဲ့ဘက်မှာနည်းနည်းလေးနောက်ကျသွားတယ်ပြီးတော့အာဆင်နယ်ရဲ့ transfer policy ညှိနှိုင်းမှုလုပ်တဲ့ကိစ္စဒီအချက်၅ချက်တည်လက်ရှိချိန်မှာ Sasco နဲ့အာဆင်နယ်ကြားနှိကွေးနေရခြင်းရဲ့အကြောင်းပြချက်ပဲညီကိုတော့ဘယ်လိုထင်လဲကျွန်တော်လဲ Sasco လိုချင်တယ်တချိန်တော့ကျွန်တော်ယောဂရက်ကိုအရန်ကြွေခဲ့တာဒါပေမဲ့တဖြည်းဖြည်း data analysis တွေလုပ်ပြီးကြည့်တဲ့အခါမှာတော့အာဆင်နယ်ရဲ့တကယ် AI တောင်းဝယူမှုအပြည့်နဲ့ခေါ်မဲ့ကစားမ Sasco ဖြစ်လာတဲ့အခါမှာတော့လုတ်မင်းခေါ်လိုက်မင်းခေါ်လို့မင်းမအောင်မြင်စူဖလားမရခင်မင်းလေးရမယ့်ချိန်ရောက်ပြီ ဒါကလာမယ့်ရာသီက IT ဒါဆို final game ပဲအဲ့တူလိုချင်တဲ့ player ကိုကျွန်တော်တို့ကြီးကြီးဖြူပဲလက်ခံဖို့ရှိနေပါတယ်။ကဲအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်။အမြင်မတူတာလေးရှိခဲ့ရင်ကိုယ်မှဝင်ရောက်ဆွေးနွေးလို့ရပါတယ်။အားလုံးကိုချစ်ပါတယ်ခင်ဗျာ။ ဒီစီဇန်လေးကိုတရားဝင်ညီပေါင်းပြီးတဲ့ရှူဘောလုံး online agent နဲ့မိတ်ဆက်ပေးကြပါတယ်။ဘောလုံးပွဲတွေကိုစီးဝါဖြစ်ဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ကစားခြင်းနဲ့ဆိုရင်တော့ရှူဘောလုံးမှာလာပြီးကစားဖို့ကျွန်တော်ဖိတ်ခေါ်ကြင်ပါတယ်။ Viber ဖုန်းနံပါတ်တို့ကို9 3ညောက်ကို6 3 2ခုဆက်သွဲပြီးတော့ဝန်ဆောင်မှုအပြေအဝရောက်နေပါတယ်။အဲ့ဒီရွှေဘောလုံးကိုကင်တွေထားတဲ့ကိုဆိုင်ရဲ့လည်းသဘောကောင်းပြီးတော့ကျွန်တော်ကလည်းကျွန်တော်ကိုယ်တိုင်ဒီမျက်နှာနဲ့ကြီးညာထားဖြစ်တယ်။ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်ခင်ဗျာ။